တနေ့အိမ်ဘေးကလဖေးစိန်သွားတော့စပွဲတို့လေးကဆယ်နှစ်သားသူသိပါတယ်ကျွန်တော်နဲ့အိမ်နီးချင်းပဲဘယ်လိုဖြောရမှလဲစာရေးဆရာကြီးတဲ့ဒီကောင်နောက်တောက်တောက်နဲ့မျက်နှာဘိုးမသိဘူးဒီကောင်ပြန်နောက်ချင်လို့ကျွန်တော်အီချာကွေးမှတယ်လို့မှားတယ်ဟဲ့ချိုစိတ်ဤပြက်ခွေလဲတစ်ခွက်กว่าအဲ့ဒီကောင်ကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှလဖေးတစ်ခွက်ဟေးချိုစိတ်ဤပြက်ခွေလဲကြော်ပရောင်းခိတ်ဆုံးတယ် ။ဒီကြာကိုလွန်လာအောင်မဒီကလေးကဖြည့်เสียရှိတယ်။လယ်တွင်သားဆော့ချစ်မရှိဘူး။ဟာဒီကောင်ငါတဲ့တော်တယ်။ငါအဲ့လိုမသိဘူး။သူတို့မှဖြည့်เสียချစ်တယ်။ဒါလေးကျွန်တော်မှတ်ထားတယ်။ကလေးစီကသင်ယူတာနောက်တစ်ဆယ်ရောက်ပြန်တယ်။ဘယ်လိုဖြောမှာလဲဦးလေးတဲ့။ဒီကောင်တော့ဖြည့်เสียမကြအောင်ဟိုကောင်လေးပြောတာပါထဲမှာ။ဟဲ့ချိုးစိတ်ဤပြခွေလဲကြောက်ပရောင်းကိဆုံးกว่า။ အဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှာတဖေးတစ်ခွက်ဟေးချိုစိတ်ဤပြစ်ခွေလဲကြောဘရောင်းကိတ်ဆုံးတိုင်ဖက်ပက်လက်လန်းအော်ဖို့ကောင်းတယ်ဗျာဒီကောင်ဘိုးတော်တယ်တအားချိုတဲ့ကိစ္စကိုတိုင်ဖက်ပက်လက်လန်းဘယ်လိုစဉ်းစားလိုက်မှမသိဘူးသူပြောတော့လဲဟုတ်လို့ပဲဒါလေးကျွန်တော်မှတ်မှတ်တာတွေပူသဘောကျမှတ်တာနောက်တစ်ဆိုင်ရောက်ပြန်နေ သူတို့ရွယ်လေးပါပဲဆယ်နှစ်ဆယ်နှစ်နှစ်ကလေးတွေပါပဲဘယ်လိုဖြစ်သွားမှလဲဆရာကြီးတဲ့အင်းဒီကောင်တို့ဖြည့်စရာမကြံလို့တော့ပါဘူးရှေ့ကကလေးတွေပြောတာအကုန်တန်းစီလွတ်လိုက်တယ်ဟဲ့ချိုးစိတ်ဤပြခွေလဲကြောက်ပြောင်းကိတ်စုံတိုင်းဖက်ပက်လက်လန်กว่าအဲ့ဒီကောင်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ချိုးစရာလှမ်းပါလက်ဖက်တစ်ခွက်ဟဲ့ ချိုးစိတ်ဤပြခွေလက်ကြောပရောင်းကိတ်ဆုံတိုင်ဖက်ပလက်လံမြောင်းကြတဲ့ကောင်းဆိုင်